တော်ရရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာ အခုနားဆင်ရမှာကတော့စိုင်းဆရာမောင်ညိုပြရဲ့ပန္တာအစပူစီအစုံဆိုတဲ့ဝိထုတို့ကိုနားဆင်ရမှာဖြစ်ပါတယ် ကျွန်တော်ဒီရွှေဝါမျက်နာတစ်ပြီးသည့်အထိစောင့်ကြည့်နေမိသည် သူမျက်နာတစ်ပြီးစည်းချိန်တွင်သူ့ကိုကျွန်တော်တခုခုကြွေးရန် သို့မဟုတ်သူနှင့်ပတ်သက်ပြီးတစုံတရာဆောင်ရွက်ရန်သူ့ကိုစောင့်နေခြင်းမဟုတ်ကျွန်တော်ဆောင်လိုက်နေခြင်းမှာ သူနှင့်မပတ်သက်ပဲကျွန်တော်ကကြည်ကောင်းကောင်းနှင့်ကြည်နေခြင်းသာဖြစ်သည်မြို့ထဲသွားရန်လွယ်အိတ်လွယ်ပြီးစင်းလာကြ යි လေကားရင်းတွင်သူမျက်နာတစ်နေကြိုက်နှင့်ကြုံကြိုက်နေသည်ဖြင့်ငေးကြည့်နေမိခြင်းဖြစ်၏ ။ရွှေဝါသည်ကျွန်တော်မွေးထားသောကြောင်မတကောင်ဖြစ်သည်။ကြောင်တွေကိုလက်တန့်စင်ပုံက တမျိုးပဲဖြစ်သည်။သူတို့ရှာများဖြင့်အမွှေးအမြင်တွေကိုရှောက်ရက်ချင်းဖြစ်၏။တနေ့ကို၅ကာမှ၁၀ကာတွင်လှုပ်တတ်သည်။ကြောင်တွေမျက်နှာသစ်ပုံကလည်းစိတ်ဝင်စားဖို့ကောင်းသည်။လက်ဖဝါးနှင့်တစ်ချင်းမဟုတ်ပဲလက်ဖြံနှင့်တစ်သည်။လက်ဖြံပေါ်မှာတတွေးရည်နှင့်စုတ်ခါစုတ်ခါတတွေးဆိုသောလက်ဖြံဤဘေးသားဖြင့်မျက်နာတင့်နေသည်မှာကြည်၍ကောင်းသည် သူ့ကိုယ်လုံးကြတော့သူ့ဤဆေးဆိုးထားတဲ့ကဲ့သို့နီးဆွေးနီးရဲနေသော ရှာရှည်ရှည်တစ်ခုလုံးကိုထုတ်ခါစုတ်တန်ဖြင့်ဆေးတုပ်သလိုတုပ်ပေးနေတတ်ပြီးမကြမီနေပူစာသွားလုံလျက်ခြောက်သွားသောအခါကိုယ်လုံးကိုအမွှေးဖွာပြီးခါလိုက်လျင်မူလရောင်သွေးများရှန်တက်လာ၏တိရိစ္ဆာန်ဆိုပေမဲ့သူတို့အသက်ရှင်ရက်ဒီရေအိမ်သားများနှင့်ပြိပက္ခမဖြစ်ရေအစားအစာရရှိရေးကိုသူတို့ဘာသာသူတို့ ရှာကြံနေထိုင်တတ်သောအသိဉာဏ်များရှိကြသည် တဘာဝကလည်းသူတို့ကိုရဲ့ရဲ့ဆက်ဆက်ပြစ်မထားပဲလိုအပ်သောအကူအညီများကိုရဲ့ရဲ့ရောရောမဟုတ်တာတောင် အထိုက်လျောက်ပေးသည် ဥပမာအားဖြင့်အာတိတ်မြေခွေးများဝက်ဝံများဖြံများနှင့်နှင်းခွေးများသည် အဖြူရောင်များဖြစ်ကြသည်မှာတခြားမဟုတ်သူတို့ကိုနှင်းများနှင့်အယောင်ရောနှောနေရန်ဖြစ်ပြီးအန္တရာယ်ကင်းစေရန်နှင့်အစာရှာနိုင်လို့ရန်အတွက်ဖြစ်သည်တော်ထဲမှာအာနေသောတံတွာကိုအပြေးမြန်အောင်တဘာဝကတင် जा ပေးထားသည် စောစောကအာတိတ်တိရိစံတွေကို အဖြူရောင်ကိုတဘာဝစီစူပေးထားခြင်းဖြစ်သည်အဘဲကြောင့်ဆိုသော ဖြူဖွေးနေသောရေခဲလွင်မြင်တွင်ဆက်လက်အသက်ရှင်နေနိုင်အောင်တဘာဝကဖန်တီးပေးထားခဲ့သည်တချို့သတ္တဝါတို့၏အယောင်မှာနွေရာသီတွင်မိခိုးရောင်နှင့်အညိုရောင်ပြောင်းသွားပြီးရှည်လျားသောအာတိတ်ဆောင်းရာသီတွင် အဖြူရောင်ပြောင်းသွားသည်တော်ခွေရိုင်းများသည်အခြားတိရစ္ဆာန်များနှင့်တိုက်ခိုက်ရန်ရှောင်ရှားတတ်သည် ဂျောင်းပိတ်မိပြီးထွက်ပြေးရန်မဖြစ်နိုင်တော့ပါကတေးချင်းအောင်ဆောင်းနေတတ်ပြီ ရန်သူထွက်ခွာသွားသည်နှင့်တပြိုင်နက်ခုံထထွက်ပြေးသွားလေသည်၎င်းတို့ကိုတရေဘောကြောင့်သောတိရစ္ဆာန်များဟု ခေါ်တွင်ညသည်ဤသို့ခေါ်တွင်ခြင်းမှာတိရစ္ဆာန်များဖို့ဘာမှအဓိပ္ပာယ်မရှိကြရဲရင်ချင်းတရေဘောကြောင့်ချင်းဟူသောဝိဒေတများမှာလူများအတွက်သာမှန်ကန်တော်လဲတောခွေရိုင်းများအတွက်ဘာမှအဓိပ္ပာယ်မရှိပေ။စောင်းမတစ်ပုတ်တွင်ဖတ်ဖူးသည် ကျွန်တော်ဒီရွှေဝါမျက်နှာတင့်နေသည်ကို ကြည်ပြီးအန်ရဲကင်းစွာအသက်ရှင်ရက်ဒီနေနိုင်ခြင်းနှင့်အိမ်မွေးရင်ပါသောတိရစ္ဆာန်အကြောင်းကိုဆက်ဆက်စဉ်းစားနေမိသည် ရွှေဝါကြောင်မှသည် လူတွေမျက်နှာတင့်တဲ့ကဲ့သို့လက်ဖဝါးနှင့်မျက်နှာမတင့်ပဲလက်ဖမိုးအရင်းနှင့်ပြောင်းမြန်တင့်နေသည်မှာသူ့လက်ဖဝါးတွင်လက်သေးချွွန်ချွန်တွေ ရှိနေကြ၍ဖြစ်သည် ထိရှာစူးနေမည်စိုးရိမ်၍ဖြစ်သည် ရွှေဝါး မျက်နာတက်တာမပြီးသေးဘူးလားဘလောက်တက်တဲ့မင်းယုတ်ကကြောင်ချေးယုတ်ပေါက်နေမှာပါညောင်းဟုကျွန်တော်တခုခုနှိမ်ပြောလိုက်ရင်းအမြဲတမ်းပြန်ပြောသည် သူများကိုဒီလိုမပြောနဲ့လို့အတိတ်ပဲပေါက်တည်လားမသိရွှေဝါမျက်နာမှတဆင့်ကျွန်တော်အိမ်ကျွန်တော်ခြံ၌မိတင်းနေထိုင်ဘူးသောတရိတ်ဆန်များကိုကျွန်တော်ဇက်တိုက်လွမ်းနေမိသည်တချို့မျက်စိရှေ့မှောက်တွင်ပင်တေဆုံသွားကြသဖြင့် ျွန်တော်ကိုယ်တိုင်ကျွန်တော်လက်ဖြင့်မြုပ်နှံတကြိုခဲ့ရသည်ကျွန်တော်အိမ်တွင်ကြောင်တွေအများဆုံးရှိသောအချိန်သည်ရှစ်ကောင်ဖြစ်သည်ကြောင်မနှစ်ကောင်မှ မွေးသောကြောင်ကလေးများမှာ၆ကောင်ဖြစ်ပြီးမိခင်များနှင့်ပါဆိုလျင်စုစုပေါင်း၈ကောင်ဖြစ်သွားသည်ကျွန်တော်ထံမှဒီလိုကြောင်၈ကောင် ရှိစဉ်က ကျွန်တော်ဒီနေ့စဉ်အမေရိကန်စာရေးဆရာကြီးဟဲမင်ဝေးကိုတရိယာမိသည် အခြားမဟုတ်ကြောင်၈ကောင်ဤဝေယဝစ္စာသည်အလွန်ကြီးသည် ဟဲမင်းဝေးကကြောင်65កောင်ကြောကြောမွေးထားဒီမှာအလွန်အလွန်အလုရှုပ်ပေးလိမ့်မည်တနေ့တနေ့ကြောင်အားလုံးဥကောင်းကိုနှစ်ကြိမ်စီပွတ်သက်ပေးလျင်တော့မှအချိန်တော်ကြပေမည်ကြောင်တွေအညစ်အကြေးစွန့်သည့်အခါတေသက်သည်မြေကြီးကိုရက်ပြီးဖုံးသည်တွားပြီးသည့်အခါတဲများမြေများဖြင့်ဖုံးခဲ့သည်ဖုံးပြီးနန်းကြည့်သေးသည်အနက်မထွက်တော့မှထိုနေရာမှထွက်ခွာသွားသည်ထိုဟာမှာကြောင်ကြီးတွေ၏အလေ့ကျင့်ဖြစ်ပေမဲ့ ။ကြောင်ကလေးတွေကြတော့ဗျမ်းပဓာနိုင်လာသည်။တွေ့သည့်နေရာပောက်တက်ကရအညစ်အကြေးများစွန့်ပစ်ထားခဲ့သဖြင့်မကြာခဏတက်နှင်းမိလျက်မိသားစုကြားတွင်ကြောက်ကဆဖြစ်တတ်သည်။ကြောင်တွေကလည်းများလိုက်တာအလုရှုံနေပြီဆိုသူတို့ကိုတက်မနှင်းမိအောင်မနှဲရှောင်ရတယ်။ပြီးတော့ချေးတွေကိုလည်းစီကံမရှိပါတတ်တယ်။ပြီးတော့ကြောင်တွေကငယ်ငယ်ကလေးတွေဘဝမှာဆိုတီဗီယောဂဖြစ်နေတဲ့လူနဲ့တိတ်တူတယ်ကျွန်တော်မျိုးသမီးကတခါတည်းရန်ညီးသွားသည် အမေရိကန်စာရေးဆရာကြီးဟဲမင်ဝေးဆိုရင်65ကောင်လောက်တောင်မွေးထားတာဒီကောင်လေးတွေကိုတွေ့လို့စိတ်ကွန့်မြူးမှုနဲ့ဝိတုရေကန်ဒီစိတ်ကွန့်မြူးမှုနဲ့ကဆက်ဆက်မှုရှိလိမ့်မယ်ထင်တယ်။ဟူကစာပေနိုဘယ်ဆုတွေဘာတွေရပြီးမြန်မာငွေနဲ့ဆို သိန်းပေါင်း9000လောက်ရှိတော့တက်တက်အိမ်ဆောက်ပြီးအလုပ်သမားတွေနဲ့ထားမှာပေါ့။ကြောင်65ကောင်နဲ့စိတ်ထဲမှာပဲအတူတူနေကြည့်စမ်းပါဦး။ ကြောင်65កောင်နှင့်စိတ်ထဲမှာအတူတူနေကြည်သောအခါကိုပါကြောင်တောင်တောင်ဖြစ်ကျင်လာသည်ကြောင်ပေါ်နှင့်ကြောင်မအစင်မသိင့်လျင်ကြောင်မကလက်ဖြင့်တအားပုတ်လျက်တိုက်ခိုက်တက်သလောက်အစင်ပြေလျင်တလှမ်းချင်းအေးချမ်းစွာလှမ်းလာခဲ့ပြီးအနားရောက်သောအခါတွင်နန်းတက်ပါသည်အိမ်တွင်ကြောင်မများရှိသဖြင့်လူပြိုလှဲ့သောကြောင်ထီးကြီးတွေမျက်နှာစိမ့်ကြောင်ကြီးတွေဘွားကနေပေါ်လာတတ်သည်လူပြိုလာလှဲ့သောကြောင်ချင်းချင်းလဲကြိုက်ကြဖဲ့ကြ စုညံစွာအတန်ပြုတ်တတ်သေးသည်။ကြောင်မာများကလေးတွေမွေးသောအခါလူပြိုလာလှဲ့သော ကြောင်ထီးကြီးအလုံးဤအယောင်နှင့် အရိပ်သည်ထင်ဟပ်လျက်ရှိသည်။သာသာရာရာနှင့်တိတ်တိတ်ဆိတ်ဆိတ်အေးအေးချမ်းချမ်းရှိသောအိမ်ကိုကြောင်များသည့်ကလေးမွေးရန်စေယုံဖြင့်ရွေးချယ်တတ်ကြ၏။လူသူနေ့စဉ်မရောက်သောအခန်းဘိုးတစ်ခုလည်းဖြစ်ရမည်။သူများကြောင်တွေကကျွန်တော်အိမ်မှာလာမွေးသဖြင့်နေရင်ထိုင်ရင်ကြောင်လေးငါးကောင်အလကားရလိုက်သောအခါများရှိသလို့ ကိုကြောင်ကသူများအိမ်တွင်သွားမွေးသည်ဖြင့်ရင်နာခဲ့ရသောကာလာများလည်းရှိသည်သူတို့ကသူများအိမ်တွင် သွားမွေးတော်လဲအစာစားချိန်တွင်လှုပ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 ်နှင့်ပေါ်လာတတ်သည်မိရွှေဝါလည်းဒုတိယမွေးဖွားစဉ်ကသူတစ်ပါးအိမ်တွင်သွားမွေးသည်ဘလို့လဲဟမ်မွေးတော်သူများအိမ်သွားမွေးတယ်စားတော်ဒီမာလာစားတယ်ကြောင်ကလေးတွေဆုံးရှုံးရပြီပေါ့တစ္ဆာမရှိလိုက်တာ ဒီတခါညောင်ဆိုသည့်အတိတ်ပဲဤဖြစ်နိုင်သည့်ဖွင့်ဆိုချက်မှာခမည်းအင်ကလူဝင်လူထွက်များတဲ့ပောက်ကွဲတန်စင်တွေနဲ့စူးလဲစူးတယ်လူတွေတောင်မှရေကြီးရမျက်နှူရပြောင်းရွှေ့နေထိုင်ကြသေးတာပဲဟုထင်မှသည်အနက်နှင့်အဖြူရောနေသည့်ကြောင်မတကောင်လဲကျွန်တော်ထံဘလို့ကနေဘလို့ရောက်လာမှန်းမသိပဲအိမ်တွင်မြဲနေသည်သူ့ကိုကျွန်တော်ရင်ထဲကပန်ဒါလို့နာမည်ပေးနေမိ၏တရုတ်ပြည်ကပန်ဒါဘုတ်ဝန်နေနှင့်တူသောကြောင့်ဖြစ်သည် ပန္နာသည်တခြားကြောင်များလိုနှုတ်မဟုတ်အသေးလဲကြိုက်သည်ထညက်နှင့်တခြားကိုမကြိုက်ပါ ပေသည်ကျော်ကစုံရွက်ကျော်ကိုလဲကြိုက်သည်ပန္နာသည်အလှကြိုက်သည်ပန်းညံထဲမှပန်းကလေးတွေကိုတွားနှမ်းနေတတ်သည်အယုတ်ဆိုးအကြီးတန်သူများကိုစိမ့်စိမ့်ငါးကားကြည့်ကမယုံသလိုမရဲသလိုနှင့်ရှောင်ရှားတတ်သည် သူသည်ကျွန်တော်အလုတ်သွားကနီးတွင် အလွမ်းတည်နေတတ်ခါမသွားလို့မရဘူးလားဘာလားမေးနေတတ်သည် ဖယ်စမ်းပါကွာအလုံးမသွားရင်ပန္နာကလေးငှက်သွားမှာပေါ့ပန္နာဘလောက်နားလေလို့လေပန္နာဒီတခါတည်းရန်ကျွန်တော်စာထိုင်ရေးနေသည့်သပွဲနာလာပြီးတဝါးဝါးနဲ့တန်းနေတတ်သည်လာတန်းမနေနဲ့ဒီမှာအိတ်ချင်ရတဲ့ထဲဘာလဲမင်းဒီနေ့မင်းကောင်းနေမလားဘူးလားပြောလိုက်လျင်ပန္နာဒီကျွန်တော်ကိုအတန်းဖြစ်မဟုတ်မျက်ဝန်းအမူအရာမှေ့တေးတေးဖြင့် ဘာရီလာပြောနေလဲရှက်စရာကြီးဟုပြန်ပြောတတ်သည် တခါတခါပန်းနာပြောင်းနေလျင် ကျွန်တော်လိုက်ရှာရသည်တွေ့ပြီတော်တော်ကဲတယ်ပန်းနာကျွန်တော်အိမ်ဤအမိုးမှာအမြင့်ဆုံးနေရာမှာခွေခွေကလေးအိမ်နေသည်ပန်းနာတွင်ယောက်ျားတကောင်တောင်ရှိသည်တစ္ဆာမရှိဘူးဟု၍ဆွဆွဲ၍ရမည်မဟုတ်ပန်းနာသည်တရိတ်ဆန်ဖြစ်နေ၍ဂုံတိတ်ခါနှင့်ဘာမှမပတ်သက်ပါကုန်တိတ်ခါဆိုဒီမှာလူသားများအတွက်သာမှန်ကန်သည်ဆိုသော စောစောကစောင်းမရှင်ဤအဘော်တိုင်းမဲ့ဖြစ်သည် ပြက်တနာမရှိ ပြက်တနာကတော့တညတွင်ပန်နာပြက်မအိပ်ပါပန်နာကိုကျွန်တော်လိုက်ရှာသည် ပန်နာကအိပ်လျင်ကျွန်တော်ခြေရင်းမှာအိပ်သည် အခုလာမအိပ်သည်မှာနှစ်ညရှိပြီကျွန်တော်ဒီပန်နာကိုအိမ်ခေါင်မိုးပေါ်မှာရှာသည် မတွေ့အိမ်အောက်မှာရှာသည် မတွေ့မီထိုးချိန်ကလေးကပန်နာပျောက်သွားသည်မှာယခုအချိန်ထိပဲဖြစ်သည် တရိတ်ဆန်တွေနှင့်တရင်တနီနေရသည်မှာတမျိုးပဲဖြစ်သည်သူတို့ပျောက်သွားပြီဆိုလျင်၄၅ရက်ကြာသည်တခါတရံတသက်လုံးပြန်မလာတော့လူတွေလိုသူတို့လွမ်းမှလွမ်းတက်ပါလိသာနောက်ကြောင်မတကောင်ကိုလည်းတရိယာတန်းတာမိ၏သူကိုယ်ပေါ်၌အယောင်၃မျိုးရောထားသည်အညိုယောင်အဝါယောင် အနှက်ယောင် ဖြူညံ့ညံ့အယောင်တွေရောနေသည် သူကထွားသည်ရှေ့လျားသည်ကြောင်တွင်နှင့်ခင်မင်းရင်းနှီးခဲ့သည်ကာလတစ်လျှောက်လုံးမှာ သူနှင့်ကျွန်တော်အရင်ဒီဆုံးအခင်မင်ဆုံးသို့ပါတော်လဲအခင်မင်ဆုံးဆိုသောစကားသည်တဘာဝမကြာအဖေကြောင့်ဆိုတော်သူ့ကိုနာမည်ကလေးတစ်လုံးတောင်ကျွန်တော်မပြီးခဲ့ရေဘူးရခေါ်တယ်လို့ပူစီပဲခေါ်ခဲ့သည် ပူစီသည်ကိုလုံးကိုယ်ထဲလှပကြော်ရှင်းသဖြင့်သူလမ်းလျှောက်ပုံမှာမြောက်ကြွမြောက်ကြွနှင့်ကတ်ဘော့ခေါ်ယခုအခါဖက်ရှင်မယ်ရီလမ်းလျှောက်ပုံနှင့်အလွန်တူသည်ဖက်ရှင်မယ်ရီကသူ့ထံမှအတုခိုးထားပုံမပေါက်ပဲ ူကသာဖက်ရှင်မယ်ရီထံမှအတုခိုးထားပုံပေါက်သည်။ကြောင်တွေကခြေတံလဲလုံသည်။ကြောင်ညိုကြောင်ကြားမှသူတို့ငိန်နေလျင်ရှီမန်းတော်မသိရ။အသက်ရှူတံလဲညင်သာသည်။နှစ်ထပ်တိုက်ပေါ်မှအောက်သို့ကျသွားလျင်လဲဘာမှမဖြစ်အထိမနာ။တခါတရံအစင်မသိမ့်သောအခါများတွင်သာအနှဲငယ်မြက်သွားတတ်သည်။သူတို့သည်ဟိုတုံးတက်တိုက်ပေါ်မှတစ်ပင်သို့ခုန်ကူးပြီးမြေကြီးပေါ်သို့ဆင်းရာတွင် ထိကိုက်ပွန်းရှဒဏ်ရာမရ။ ထို့ကြောင့်ခွေးကြကြတယ်ကြောင်ကြမကြဘူးဟုပြောတယ်ကြသည်ပဲဖြစ်မည်သို့သောရည်သားလူပတ်ကြောင်ချင်းချင်းတိုက်ခိုက်ရ၌၎င်းကြောင်မကိုကြောင်ထီးကလိုက်ရ၌၎င်းရုတ်တရက်ဖြုံဖြုံစားစားအတန်တွေပေါ်လာကတိတ်ဆိတ်နေသောညသည်မမျော်လင့်ပဲပျောက်ဆုံးသွားခဲ့သည်ခေါမိုးပေါ်တွတ်ပါးပါးတွေအပေါ်မှာတက်နေပြေးလွှားသွားသောကြောင့်ချက်တော့ရှစ်ချောင်းကြီးအတန်သည်ကွဲအပ်ကျိုးကျည်သွားသော တန်အပိုင်းစာများ၏အတန်နှင့်တူပြီးတော်ယုံအိတ်ဆက်သူများလက်နိုးသွားတတ်သည်သူတို့၏ပြေးလွှားသံကိုကြားတော့ကြောင်တွင်ညင်သာတယ်ဆိုတာဗမာလဲဟု တွေးမိ၏နောက်မှအချိန်နေနှင့်ကာလကို သွားတရိရမိကပြုံးမိ၏အင်မတန်နူးညံ့တဲ့သတ္တဝါတော်မှကာမတဏှာနှင့်ပတ်သက်လာလျင်ကြမ်းတမ်းရိုင်းဆိုင်သွားသောအလေထကိုတရိရမိ၏သူတို့ခြေတံများမှာမိုးတပြေးစာခိတခဏတာဖြစ်ပြီး အတန်ဒီဝေး၍ဝေး၍သွားလိမ့်ပြီတိတ်မကြမီစူးစူးဝါးဝါးနှင့် အာမနာတန်းအော်လိုက်သောကြောင်အော်တန်းစူးစူးရဲရဲခါခါများကို ကြားရသည် ပူစီသည် မကြခဏလိုက်ခံရသည် ပြေးရသည် နောက်တော့ပူစီမပြေးတော့သူမြှောက်နေတတ်ပြီတခါတရံတနေရရာသူတို့ချင်းတွေ့ပြီးအကြကြီးပြောက်သွားသည် ပြန်လာလျင်မောကြီးပန်းကြီးဖြင့်ဖုံတွေဖောက်တွေခါနေတတ်သည် ရှန်ဒီတာရဲရဲရွှေရွှဲဆူဆူဖြင့်ကိုလက်တုတ်တင်တတ်သည်မျက်နာကိုတော့ဒရေးစထားသောလက်ဖမိုးအရင်ဖြစ်တင့်နေပြန်သည်မိုးမလင်းသေးဘူးကွအိတ်တောင်မအိတ်ရသေးပဲနဲ့မင်းနဲ့မျက်နာတက်တာလေကြောင်လိုက်တာဒါကြောင့်ကြောင်ဖြစ်တာပဲတချို့ညတွေမှာကျွန်တော်စာထိုင်ရေးနေလျင်ကျွန်တော် နောက်နားတွင်ဘယ်အချိန်ကရောက်နေမှန်းမသိသောပူစီသည်အပူပင်ဘာမှမရှိသလို့ အရာရာပြည့်စုံသွားသလိုပုံစံမျိုးဖြင့်ပုံပုံကြုံကြုံလှလှလေးမှီးနေတတ်သည်တခါတခါတော့ပူစီသည်ထုတ်တန်းတွေပေါ်လမ်းလျှောက်နေပြီးမှတန်းပေါ်မှဘုတ်ခနဲခုံချလိုက်သောအတန်ကိုကြားလိုက်ရစဉ်စာရေးရာ၌အာယုံဝင်စားနေသော ကျွန်တော်သည်လန့်ဖြန့်သွားလေသည်မင်းတို့တွေကညင်သာခြင်းလဲမင်းတို့ပဲကြမ်းတမ်းခြင်းလဲမင်းတို့ပဲဒါကြောင့်မင်းတို့ကို ကြောင်လို့ခေါ်တာပေါ့ဒီအခါသူကကျွန်တော်ကိုတမာတိပါပြီး နားလေပေးထားသော ခွင့်လွှတ်ခြင်းအကြည့်ဖြင့်မျက်စီတွေမှီးလျက်ကြည်သည်ငါပြောတာမဟုတ်လို့လားပြောလေညသက်တော်တော်များများပျောက်ပျောက်သွားပြီးညနေမှတို့မဟုတ်နနက်နှစ်နာရီနီးပါးလောက်ရှိမှ ပေါ်ပေါ်လာသည် သူကိုဝင်ရှိနေပြီဆိုတာထင်ရှားလာသည် ကိုဝင်သည်အယံပြဲကားနေသည်တညတွင် သူသည်တညီညီတညူညူနှင့် လူလာခောက်တုံရှောက်နေသည်အလွန်ဖိုက်နာနေပြီဒီအခါ ညောင်ဆိုသောတန်သည်ပိပိတတာထွက်မလာတော့ညောင်ဆိုသောတန်သည်ဘလုံးပထွေးနှင့်ကဒုံကရင်ထွက်လာသည် ပြီးတော့တဲ့တဲ့လီကျွန်တော်အိတ်သွားသည့်အတိုင်းသူမမွေးသည် မနဲ့ကြလူမနေသည့်အခန်းသို့ကျွန်တော်သွားကြည့်သည်ကြောင်ငါးကောင်တော်မွေးသည်တပတ်လောက်ကြာသောအခါကြောင်လေးတကောင်ဘာနဲ့ဖိမိတယ်လဲမသိဆုံးသွားသည်ကြောင်လေးများမှာတလားသားနှစ်လားသားအရွယ်တွင်အဆော့ဆုံးဖြစ်ပြီး အမွှေးတွေကြဲကြဲမွေးမွေးနဲ့အကြည့်ရဆိုသည်စော့လဲအလွန်စော့သည်တဘာဝကဒီလိုငယ်ရွယ်နှုနယ်စဉ်ကာလတွင် လူရောတရိတ်ဆန်ကိုပါရည်ရွယ်ချက်ရှိရှိစော့ခြင်းသောစိတ်ကိုထဲ့ပေးထားခြင်းဖြစ်လိမ့်မည်ထင်သည်ဆယ်ရက်ကြောကြောလောက်တွင် နောက်ထပ်တစ်ကောင်ဆုံးသွားပြန်သည် သုံးကောင်ပဲကြံသည်ဘယ်နှကောင်ကြံကြံစော့ရာကတော့စော့မြဲဖြစ်သည်တေတဲ့ကောင်တေစီအောင်ကြံတဲ့ကောင်တွေစော့မြဲဖြစ်သည် တနေ့တွင်ကြောင်သုံးကောင်အစော့လွန်ပြီးလက်ဖက်ရေပကန်နေကွဲကုန်သည်ထိုနေ့ညပိုင်းတွင်ကြောင်တကောင်ကျွန်တော်စာအုပ်စင်ပေါ်တက်၍ချေးပါချသည်ထိုကြောင်ကလေးကိုဆုံးမဖို့ပေဒံတစ်ချောင်းကျွန်တော်ယူလိုက်သည်ပြီးတော့သူ့အမေကြောင်မကြီးရှိမရှိကျွန်တော်ဘေးဘက်ဝင်းကျင်ကို မျက်စိဝေးပြီးကြည်သည်โอเคကြောင်မကြီးပူစီမရှိအေးအေးဆေးဆေးရိုက်နှက်ယုံသာကျွန်တော်ကြောင်ကလေးကို ပေဒံနှင့်ခက်ဆက်ဆက်ရိုက်လိုက်သည် ကြောင်ကလေးကစူးစူးဝါးဝါးအော်သည်ကြောင်ကလေးကနှာကြားကလေးအစင်စန်းကလေးသူ့မေသူ့ကိုပို့ချစ်သည်ပို့အလိုလိုက်သည်ကြောင်ကလေးတွေနှုတ်ဆိုးဖို့သူ့မေလှဲချလိုက်ပြီးဆိုလျင်သူ့အကဲဆုံးသူ့မေကိုလုံးပေါ်ဂျွန်းထိုးနေတတ်သည်သူ့မေကသူ့တကိုယ်လုံးကိုရှာဖြင့်အချိန်ချင်းရက်ပေးသည်ကျွန်တော်ပထမတစ်ချက်ရိုက်တော့ကြောင်ကလေးအော်တန်ကတမျိုးဒုတိယတစ်ချက်ထက်ရိုက်လိုက်သောအခါအတန်ပြောင်းသွားသည် လူလိုပြောရလျင်ရှိုက်တန်တွေလားမသိတတ္တရာတစ်ချက် ကျွန်တော်ရိုက်ရန် ပေရန်ကိုမြောက်လိုက်တော့လဲမရိုက်ဖြစ်တော့ဆက်ရိုက်ရန်မဖြစ်နိုင်တော့ဘယ်တော့ငါရောက်နေမှမသိတော့ကြောင်မာကြီးပူစီသည် ကျွန်တော်ကိုယုံရှာဆက်ဆုပ်စွာ မျက်တောင်မခက်ပဲကြည်နေပုံကို ကျွန်တော်တသက်လုံးမေ့နိုင်မည်မထင်သူ့မျက်လုံးဤစကားများတွင် ကျွန်တော်ကိုမယုံကြည်သောအကြောင်းအရာတွေရေးထားသည် သူ့မျက်ဝန်းကို လူတစ်ယောက်ဤမျက်ဝန်းလိုပဲခံစားရသည် ကျွန်ုပ်ကိုရန်တွေ့နေသော လူသားမိခင်တဦးဤအကြည့်နှင့်ပူစီဤအကြည့်သည်ဘာမှမချနာပေ။ပူစီတစ်ခုခုဆုံးဖြတ်လိုက်ပြီးဆိုရာကျွန်တော်သိနေတယ်လို့လို့ပဲ။ကျွန်တော်ထုံညကပူစီဤအကြည့်ကို ကြောက်လိုက်တာ။ပူစီမင်းရဲ့ကလေးချေးပါချလိုက်တဲ့စာအုပ်ဟာဘု து စာအုပ်လဲတိလား။ငါရဲ့ဝိထုတို့ပေါင်းချုပ်စာအုပ်ငါရေးတဲ့စာအုပ်ငါအတ္တကိုရန်စတယ်လို့ဖြစ်သွားတာပါ။ရုတ်တရက်စိတ်တို့သွားလို့ရိုက်နှက်မိတာပါ။ စိတ်မဆိုးနဲ့နော်ဒီလိုအထိပယ်တွေပါသောအကြည့်ဖြင့်ပူစီကိုပြန်ကြည့်လိုက်သည်သို့တော်မနက်မိုးလင်းချိန်တွင် ပူစီတို့တားမိတွေတကောင်းမှမရှိတော့တရက်တွင် ကျွန်တော်အနှိမ့်မိုင်းရှိမိတ်ဆွေအိမ်တအိမ်တို့ကျွန်တော်သွားစဉ်ရေမြောင်းတစ်ခုထဲ၌ပူစီ၏အေကုံကို တွေ့ရသည် ပူစီသည် ကြောင်သားစားသော လူတစ်ယောက်ဤလက်ချက်မိသွားသည်မှာတေးကြသွားပြီဟေ့နှာကြမနက်စောစောစီစီအိမ်ရှိအိမ်ဤခြံတော့မှာ ူစီဤရင်သွေးကလေးနှာချားကို တွေ့လိုက်ရပြီးကျွန်တော်ဖမ်းလိုက်သည်ဒီလိုဖမ်းသည်ကိုပူစီသာအသက်ရှင်နေသေး၍မြင်လျင်ယုံရှာသောအကြည့်ဖြင့်ကြည်ုံမည်လုတ်ပြန်မည်လားလို့ငိုတန်ပါပါနှင့် မေးပေမည်ဘာလုပ်တာလဲခြံထဲမှလူတစ်ယောက်ထွက်လာပြီးခါထောက်ခါမေးသည်ကျွန်တော်ကြောင်မဲကျွန်တော်သူ့ကိုဇလန်းအတိုးကောက်ပြောပြလိုက်သည် သူသဘောပေါက်သွားသည် နောက်ပိုင်းနှာချားနှင့်ကျွန်တော်တန်ရောစဉ်ကြီးလာသည် ကျွန်တော်အိတ်လျင်ကျွန်တော်ဦးကောင်းလောက်ချိမိနေရာကိုမှန်း၍ခြံတော်အပြင်ဘက်တွင်လာအိတ်သည်ကျွန်တော်ကလည်းရော်ကြီးပေးသည့်ပမာ သူ့ကိုအတိုးချပြီးကျွေးမွေးဆောင်ရှောက်သည်ကျွန်တော်အောက်စင်းလျင် လိုက်စင်းသည်အိမ်သာတက်လျင်အပေါဝါမှစောင့်နေသည်ဆရာတော်ကကြောင်ကလေးကိုမွေးခြင်းလို့တဲ့ကျွန်တော်ဘာမှမတက်နိုင်ဆရာတော်ဆိုတော့လွန်ဆန်ရခက်သည်เจ้าไดมาสีเปลี่ยนฤกาวๆซ้ายหมาก็တော့เตจาดี ထို့နောက်ကျွန်တော်တတိယလွမ်းဆိုလျင်ကျောင်းမှာသွားကြည့်နိုင်ပြီကလေးတွေချင်းနေထဲ့စဉ်နှာကြားသည်အကြောက်ကန်ညင်းဆန်သည်ပူစီသာတိလျင် ရှင်းနာပြီအုံးမြီအလောက်ကပြန်လာတော့ကလေးတွေကို မေးကြည့်မိသည် ကျောင်းကလေးဆရာတော်စီရောက်သွားပြီလားဟင်အင်းလမ်းမှာသူအတင်းခုံချပြီးခြုံမုတ်ထဲပျောက်သွားတယ်ကျွန်တော်ဘာမှမပြောတော့တော့လဲနားအောင်နဲ့စူညံပူညံထုသွားသည် မျက်ရည်စို့သွားသည်ကဲရွှေဝါရည်ကျွန်တော်အလုတ်ဆင်းတော့မယ်နော်ခါတိုင်းလိုခြံဝါထီလိုက်ပို့အောင်မလားညကြရင်ယုံနာကထမင်းဆိုင်မှာကြက်ရိုးတွေတောင်းခဲ့မယ်နော်ကလေးရဇန်နဝါရီလ2000တခုနှစ်